အားလုံးပဲမင်္ဂလာပါနော်ဆရာကတော့ KB တက္ကနာဗေဒပညာရှင်ဆရာဂုရုကြီးပဲဖြစ်ပါတယ်အဆရာဒီနေ့ပြောပြချင်တာကဒီနေ့ကသူဒီတင်းလာလေးဟာဒီနေ့29ရက်ပေါ့နော်6လ2025မှာ တင်းလာဂျူလီယာသူဒီဓနုရာသီမူလနက္ခတ်လေးပေါ်မှာရောက်နေပေါ့နော်မူလနက္ခတ်ဆိုတာကဆရာတို့ဒီကိတ်ပိုင်နက္ခတ်ပေါ့အတင်းလာလေးဟာကိတ်ပိုင်နက္ခတ်ကိုစီးနင်းထားတာပေါ့ဒီနေ့ကအဲဒီနေ့ကိတ်ပိုင်နက္ခတ်စီးနင်းတာကိတ်ဂျူလီယာသူအစွမ်းနေ အဖြစ်ပေါ်လာတာပေါ့နော်ဒီကိကျူနဲ့ပတ်သက်တဲ့စွာအားတွေကဒီဇာတို့ဒီအဲကဘာမီပေါ်လောမိုတက်ရမှုရှိတယ်ရှိတဲ့အခါကျတော့ဒီဇာတို့ဒီကိတ်တို့ယာဟုလို့ဆိုတာဇာတို့ KB နှစ်ခက်ပြင်းပညာအရာပေါ့နော်သူတို့ကသူရက်ဒီယာယာစီရဲ့အကျိုးကိုပေးတာနော်သူရက်ဒီယာယာစီသခင်ကျိုးပေးတယ်သူစီရဲ့နှစ်ခက်အဲသူ့အမြင်နဲ့နှစ်ခက်သူနဲ့ပူးတဲ့နှစ်ခက်ဒါပဲပေါ့နော်အဲသူသူတို့ဂျိုပေါ့သူနဲ့ပူးတဲ့ဂျိုသူသူဟာဖြစ်တဲ့ဂျိုအဲ့ဒါတွေကိုဟိုအလွတ်လွတ်တာပေါ့အဲဒါမဲ့အခုလက်ရှိကိတ်လေးရဆိုရှင် ဲတင်ရာဒီမှာရက်တည်နေတယ်အဲ့တော့တင်ရဲ့အလုပ်ကိုဒီလုံးမှာပေါ့တင်ရာဒီသခင်ကျော်တနင်္ဂနွေတနင်္ဂနွေကျူပိုင်းနဲ့ဒီတင်ရာဒီအလုပ်ကိုလုံးမှာအဲ့တော့ဒီနေ့ကဘယ်လက်တရားကံကောင်းမလဲဆိုတာကိုဆရာပြောပြပါဦးနော်အဲ့ဒါရရောဆရာဒီယာဒီစာဝိုင်းပေါ့နော်ယာဒီစာဝိုင်းဒါမေတ္တာပိတ္တမေတ္တုကလေးဆရာမင်းရလက်ရှင်းပြပြပါပြီအဲ့ဒါရှိတယ်အဲ့မှာဒါတဲ့ဂျိုလေးဒါကြာတာပြေးဒါဆက်နေရာဟုပေါ့နော်ဒါကိတ်ဒီမှာကိတ်ကတင်ရံဒီမှာရက်ပြီးနေတာပေါ့နော် အဲကျွန်တော်တောက်ကြတင်းငုနေပါငယ်တင်းလာပေါ့နော်တင်းလာလေးရဆိုရှင်ဒါဆရာတို့ကဒါ sorry ဒါမနေရဟောတင်းလာလေးဒီမှာဒီဟာရောက်သွားပြီပေါ့နော်ဒါဆရာကဒီတန်လာရင်းနဲ့ထွင်လာပြီနော်ဒီမူလနှက်ခတ်ပေါ်ရောက်နေဒီနေ့ဟာအဲ့တော့ဒီကိတ်ပိုင်မူလနှက်ခတ်ကိုရောက်နေတဲ့အတွက်ကြောင့်မလို့ဒီကိတ်ရဲ့ဆွားအားတွေကိတ်ကဒီမှာတင်ရတယ်ပဲရဲ့တင်ရဆွားအားတွေထွက်ပေါ်နေဒီနေ့ဟာထွက်ပေါ်နေဆိုရှင်ဆရာတို့ကန်ကောင်းမဲ့လက်သမားတွေကဘယ်လိုဖြစ်မလဲဆိုသူရဲ့အဲတော့သူကဆက်တန်းလာကန်ကောင်းချင်းပါပါ။ဒါသာတော့ဆက်တန်းထားမယ်ဆိုရှင်ဒါဆက်တန်းဒါတန်းဖြစ်သွားတယ် ဲ့ဒါတူရစီတူရစီမှာလက်ကြတဲ့သူတွေဟာဒီနေ့အတွက်ကံကောင်းတဲ့နေ့ပေါ့နော်သူတို့ငွေကြေးတွေဝင်မယ်နော်မမထင်မပဲပတ်စံနေရမယ်ဒီနေ့အလုပ်ကန်းကန်ကန်နေလို့ရမယ်ပျော်ရွှင်ရမယ်နော်ဆန္ဒပြေဝါမမိရဲ့အလိုချင်တဲ့ဆန္ဒတွေဒီနေ့မှပြီးမြောက်မယ်အဲ့လိုမျိုးဆန္ဒပြေခြင်းပါပါလာဘပါပါလို့ခေါ်တယ်နော်သူ့အတွက်သူ့လက်တွေကဒီနေ့အတွက်တန်ကောင်းတဲ့နေ့ဖြစ်တယ်ဒါဆိုရှင်ဆန္ဒတပါပါဒါအောင်ဆန္ဒပါပါလို့ထားမယ်ဆိုချိုးချင်းပါပါပေါ့နော်ဆန္ဒပါပါလို့ထားမယ်ဆိုလို့ရှင်ဆရာတို့ဒီကံဟာကံရစီဟာ တက္ကံကြတယ်နော်ဒါ12တန်းဆိုဒါတက္ကံနော်2 3 4 5ပေါ့12 12တန်းရှိတယ်ဒါ12တန်းဆိုဒီဒါတက္ကံဖြစ်သွားတယ်ဆိုတော့ကံလတ်သွားတွေကဒီနေ့မှာငွေကြီးဆုံးရှုံးနိုင်တယ်အဲ့တော့ကံလတ်သွားတွေဒီနေ့ဒီနေ့မှာအဲဒီထားပြီးတော့လုပ်တွေလုပ်ကြရမယ်ငွေကြီးတွေဆုံးရှုံးတဲ့အတွက်ကြောင့်မလို့အဲဒီကံလတ်သမားတွေကဒီနေ့မှာအလုံးဟောပေါ့နော်ဒီအလုံးကံတွေကိုစတင်သေးဘူးအငွေကြီးကိုသတိထားပြီးတော့သုံးဆွဲစင်းတယ်ဆိုရကအကြံပေးလိုက်ပါတယ်ပေါ့နော် တော့ဒီတူလက်တရားကံကောင်းပြီးတော့ဒီနေ့မှာကံလက်တရားကံဆိုးနိုင်တယ်ငွေကုန်ကြီးရများနိုင်တယ်ဆိုတာကိုဆရာကပြောပြနေပဲနေကုန်ချုပ်ပါတယ်နော်